ီအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ရဲ့ Facebook မှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Facebook account မှာပဲဖြစ်ဖြစ်ဒီလိုမျိုး အော်ဒီဟာဆိုလို့ရှိရင် view က2400ကျော်ရှိတယ်ဒါပြီးမဲ့ပတ်စံတပြားမှမဝင်ဘူးပြီးရင်ဒီအပေါ်မှာလည်းအဝါရောင်ကျနေတယ်ဆိုတော့ဒီအဝါရောင်ကျနေတဲ့အကြောင်းရင်းကဘာတွေဖြစ်မလဲဘာဖြစ်လို့ဒီလိုအဝါပြတာလဲဘာဖြစ်လို့ပတ်စံမဝင်တာလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီနေ့ အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အကောင့်တစ်ခုနဲ့ကျွန်တော်ပြပေးမယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုတွေမှာဒေါ်လာဝင်တာပဲပဲဘယ်လောက်ရမှပတ်စံဘယ်လောက်ရတယ်ဆိုတော့အတိအကျမရှိဘူးသူကဗီဒီယိုဖိုင်တပုတ်နဲ့တပုတ်ကပတ်စံဝင်တဲ့အားချင်းမတူဘူးဥပမာ ကျွန်တော်ဒီမှာ ဒီဗီဒီယိုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်ကဒီမှာ view က900 905ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာပတ်စံရထားတဲ့ဟာလည်း0.02ရှိတယ်ပြီးရင်အပေါ်မှာဒီမှာအဝါရောင်လေးပြနေတယ်ဒီအဝါရောင်ပြနေတဲ့အကြောင်းရင်းကပါလဲဆိုလို့ရှိရင်ဒီ sorry ဒီအဝါရောင်ပြနေတာကပါပြောတာလဲဆိုလို့ရှိရင် this spot reach could not be improved ဒီတင်လိုက်တဲ့ဟာ ဒီ post ကတခုခုထိထားတာရှိလို့အဲ့ဒါကြောင့် views ကအဲ reach တွေသူရောက်ရောက်နိုင်တလို့မရောက်နိုင်ဘဲနဲ့ဒီ reach က reach ချပြစ်မယ်ဆိုတဲ့သဘောနဲ့ Facebook ကပြောထားတာဆိုတော့ဒီဟာကဘာဖြစ်လို့ကျွန်တော်အကောင့်ဝင်နေတာလဲဒီ video ဘာဖြစ်လို့ဝင်တာလဲဆိုတာဒီမှာအသေးစိတ်ကြည့်လို့ရတယ်ဆိုတော့ဒီနေရာမှာ video တပုတ်တင်လိုက်မယ်ဆိုလို့ရှိရင် သူ့မှာ Facebook ကတတ်မှတ်ထားတဲ့ အချက်တွေရှိတယ်အာဒီအနေအောက်ကဟာတွေဆိုလို့ရှိရင် your rear has a caption စာသားခေါင်းစဉ်ရှိတယ်အဲ့ဒါအစဉ်ပြီးတယ်ပြီးရင်ဒုတိယ your rear has music or song music ဒါမှမဟုတ်အတန်တွေပါလာတာပါလာမပါလာအောင်လားဆိုတာဒီကမပြတယ်အတန်ပါလာတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာအစိမ်းအောင်နဲ့ပြထားတဲ့အမှန်ရှိတယ်ပြီးရင်ဒီမှာသူထပ်ပြထားတာ your rear is in a recommended resolution ဒါတော့ quality quality အဆင့်မြင့်တဲ့ video quality ကောင်းတဲ့အရာကြောင့်သူကသူတို့ CE Facebook ကတက်မှတ်ထားတဲ့အချက်နဲ့နေတယ်လို့ပြောတာပြီးရင်နောက်ဆုံးအဆင့်မှာ your post content a video or photo ကျွန်တော်တင်ထားတဲ့ဟာတစ်ခုက ဗီဒီယိုဒါမှမဟုတ်ဓာတ်ပုံပါကိုပါရမှာဆိုတဲ့အဟာကိုဒီမှာကျွန်တော်ဗီဒီယိုတင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီအောက်မှာရှိတဲ့၄ချက်စလုံးကအစင်ပြီးတယ်ဒါပြီးမဲ့အပေါ်မှာတခုအစင်မပြီးတာက your rear isn't din recommended recommended aspiratio facebook ကတမထားတဲ့ facebook ကဒီ recommend ပေးထားတဲ့ frame size မဟုတ်ဘူးတဲ့ကျွန်တော်တင်တာကကျွန်တော်ဒီ site ကိုကျွန်တော်အပြားလိုက်နဲ့တင်ထားတာ sorry ဒီမှာတစ်ချက်ဗီဒီယိုလေးနဲ့ကျွန်တော်ပြပေးမယ်ဆိုတော့ဒီလိုဒီလို669နဲ့တင်ထားတာဆိုလို့ရှိရင် Facebook က recommend မပေးဘူး Facebook ကခွင့်မပေးဘူးအဲ့ဒါကြောင့်ကျွန်တော်ရဲ့ဒီဒီ post လို့ရှိရင်ဟွာတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအာ Facebook က recommend ပေးတဲ့ aspiration လိုချင်တယ်ဆိုလို့ရှိရင်ဒီ far site ကိုဒီမှာသူတက်မှတ်ထားတာရှိတယ် 9 by 16เนาะဒီဟာနဲ့တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အကောင့်ကျွန်တော်တင်လိုက်တဲ့ boss ကဝါမှာမဟုတ်ဘူးလို့သူကပြောတာဆိုတော့ဒီမှာမဝါတဲ့အပုတ်တစ်ခုကိုကျွန်တော်ပြပြီးမယ်ဒီမှာကြည့်လိုက်ဒီဟာဆိုလို့ရှိရင် we did not detect any content issues ဒီဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာဘာမှဟို issues ပြဿနာမရှိဘူးတဲ့ဒီမှာเนาะ ratio ဒီမှာ caption ပါတယ် music ဒါမှမဟုတ်အတန်ပါတယ် recommendation video quality လည်းကောင်းတယ်ပြီးရင် aspar ratio လည်းမှန်တယ်ပြီးရင် post day မှာ video ဒါမှမဟုတ်ဓာတ်ပုံရှိရဲအဲ့ဒါကြောင့်ဒီလိုမျိုးကျွန်တော်ရဲ့ account ကအစိမ်းအောင်လေးလည်းအကုန်လုံးပြမယ်ဆိုတော့ရှိရင်ကျွန်တော်ဝင်ငွေကပို့ပြီးတော့များလာမှာဖြစ်ပါတယ်เนาะဒီအပုတ်ဆိုလို့ရှိရင်ကျွန်တော်ကအာ overview က3600ကျော်ရှိတယ်ဒေါ်လာကတော့2.17ဒေါ်လာရတယ် and reachment ကိုကြည့်လိုက် 3000ကျော်3000ကျော်တဲမှာအာဒေါ်လာ2.7 2.17ရတယ်ဆိုတော့ enrichment တထောင်မှာတဒေါ်လာနှုန်းပုံစံမျိုးနဲ့သွားတာဖြစ်ပါတယ်ဆိုတော့ဒီဂီရိုဂီရိုဖိုင်တပုတ်နဲ့တပုတ်ကတော့ तू ကပတ်စံဘယ်လောက်ရတယ် view ဘယ်လောက်ဆိုရင်ပတ်စံဘယ်လောက်ဆိုတာအတိအကျမရှိဘူးเนาะဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်အခုကျွန်တော်ပြောပြတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်ရဲ့ video file ကျွန်တော်ရဲ့ post တခုကဘာကြောင်းဟွာတာလဲဘာကြောင်းနေတာလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် ဒီအားလုံးကိုကျေးဇူးတင်ပါတယ်နော်